မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဒီနေ့မှာတော့ဆရာကမတ်လ2025မတ်လ21ရက်နေ့ကနေလကုန်အထိအင်္ဂါသာသမီမိတ်ဆွေတွေအတွက်တပတ်စာချောင်းရံဆောင်ရံအတွက်ကန်ဂျမာဟောစတန်းကိုဆရာကတားတော်နဲ့ဟောကြားပေးมาဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသာသမီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲပြီးတော့မိတ်ဆွေအင်္ဂါသာသမီတွေအားလုံးကန်ရဲ့အခြေအနေကိုဆရာတို့တားတော်ဆွဲပေးมาပဲဒီ2025ခုနှစ်မတ်လနောက်ဆုံးအပတ်တာအတွင်းမှာဆိုအင်္ဂါသာသမီမိတ်ဆွေများ မကြခင်မှာအခွင့်အလမ်းကောင်းတွေယူရကြကောင်းတွေပေါ်ပေါက်လာတော့မယ်မိမိဖြစ်လို့တော့ကိစ္စမျောလင်းတောင်းတတာသောကိစ္စမိမိဖြစ်ချင်တဲ့ဆန္ဒတွေဟာထူးထူးကဲကဲပဲမကြခင်မှာ ေကြတဲ့ဖြစ်ကိုဖြစ်မြောက်လာတော့မှဖြစ်တဲ့အတွက်ရီမန်းချက်တွေစိတ်ကူးတွေဟာအကောင့်ထဲပေါ်ဖို့အတွက်အခွင့်အလမ်းကောင်းနေဖြစ်တယ်။ငကူကမိမိအနေနဲ့ဒါကြီးကိုလှုပ်ရှင်တဲ့ကိစ္စမျိုးဥမာယာထူးတိုးဖို့အလုံးအရာဖို့လုပ်ငန်းခိုင်ခန့်နဲ့ပတ်သက်လှူဖို့တန်းဖို့အဆရှိတဲ့ကောင်းချင်းအဖျားဖျားကံကောင်းမှုတွေဟာမကြခင်မှာရရှိလာတော့မယ်ဆိုတဲ့ကံမျိုးဖြစ်နေပါတယ်ခင်ဗျာ။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အခွင့်အလမ်းကောင်းတွေကိုမကြခင်ပြေလောကလာတော့မှဖြစ်တဲ့အတွက်စိတ်ရှည်တည်ခံပြီးစောင့်ဆိုင်ပေးဖို့လိုအပ်ပါတယ်။ကျမ်းမာရေး ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှဆူဆူဝါးဝါမရှိပါဘူးအအသွေးသားနဲ့ပတ်သက်တာလေးတွေအရေပြားရားနာနဲ့ပတ်သက်တာလေးတွေတော့အနည်းငယ်အဖြစ်အားတက်တာမျိုးတွေဂျုံသွားတက်တယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့သွေးတူးသွေးတက်ရှိတဲ့သူတွေအဆွမ်းနာလို့ပေါ့အမျိုးသမီးတွေဆိုရင်အမျိုးသမီးကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာလေးတွေမှာအတတိထားစင်ကျင်ရလိုအပ်ပါတယ်သို့တော့ဆူဆူဝါးဝါမရှိပါဘူးအကယ်၍ဒီချက်မှဆူဆူဝါးဝါရှိလာပြီဆိုရင်မကောင်းတဲ့အတိုက်ခိုက်အတက်ပညာတွေကြောင့်ပညာရက်တွေကြောင့်ပြူစားနှောက်ချက်တိုက်ခိုက်ခြင်းကသာမိတ်ဆွေကိုဆူဆူဝါးဖြစ်စေနိုင်တဲ့အတွက်တော့အဲ ဒါမှမရှိရင်ဘာမှဆူဆူဝါးဝါးမရှိနိုင်ဘူးပေါ့ထို့အပြင်မိတ်ဆွေတို့အလောက်ကအလောက်ကိုင်းနဲ့ပတ်သက်ရင်ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်စံစီစေးစားစားသောက်ကုန်နဲ့ပတ်သက်တာတွေအဲဟိုဆိုရလို့ကစတင်လှုပ်ဆောင်လုပ်တဲ့အလုပ်တွေအကျိုးပေးပြီးတဲ့အခါအစုရှယ်ယာနဲ့ပတ်သက်တာမျိုးတွေညီအကိုမောင်နှမဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်ထူးထူးခြားခြားပဲအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလဖြစ်တယ်ငကိုကလုပ်ငန်းကိုင်းနဲ့ပတ်သက်လို့အလုပ်တွေနဲ့ပတ်သက်ရင်တိုးချဲ့လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများအတိတ်တိုးချဲ့လှုပ်ဆောင်လို့ကောင်းပါတယ် ထို့ပြင်ပေါင်းစုစုဝေးလုပ်တဲ့အလုပ်တွေအစုချေရနဲ့ပတ်သက်တာတွေမိဂုံမောင်နှမတွေနဲ့တိုင်မနှီးနှောပြီးလှုပ်ဆောင်ရတဲ့အလုပ်တွေမှာတခြားတဲ့အင်မတန်ကိုအားသာကောင်းမွန်ပြီးတော့လက်တွေ့ကြကြအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိတတ်သောအပတ်တာအပိုင်ချာကာလဖြစ်တဲ့အတွက်လုပ်ငန်းကိုင်ငံအလုပ်ကိစ္စမှန်သမျှကိုကိစ္စဝဝကိုပြီးပြတ်အောင်မိမိစိတ်ထဲမှာထင်တဲ့အရာတွေအတွေးခေါ်တွေ အဲလုပ်ငန်းနဲ့ပတ်သက်လို့ငါကအခက်အခဲအကြံအကြာကြုံနေတော့ကိုယ့်အကိုခေါင်းအေးအေးလေးထားပြီးတွေးကြည့်ကြည့်လိုက်ပါငါဟာဘာတွေလိုအပ်နေတာလဲ။အော်ငါဒီနားမှာတော့ဒီစည်ရင်းလေးရောဆိုတာမျိုးကွတ္တီအေကတိတ်တာကိုမလွဲဘဲနဲ့စိတ်စေလို့ရမှာအောင်မြင်နိုင်တဲ့ကာလဖြစ်တဲ့အတွက်အင်္ဂါသမိတ်မိတ်ဆွေတွေနဲ့အလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ရှေ့တူဆောင်ရလှုပ်ဆောင်ရင်အာသာချင်းကောင်းမှုချင်းတွေတိုးတက်နိုင်ပါလေခင်ဗျာ။ရာထူးလုပ်ငန်းကိုင်ကနဲ့ပတ်သက်ရင်တော့ နည်းနည်းလေးပြောရဆိုရတာခတ်နေတာမျိုးကြန့်ကြာနေတာမျိုးလေးတွေဂျုံရတတ်တယ်။ရာထူးတူလုပ်ငန်းတူတွေရဲ့အပြိုင်ဆိုင်လေးတွေကြောင်တော့နည်းနည်းလေးဟိုစိတ်ခနုကနောက်ဖြစ်ရတတ်သောကာလဖြစ်တယ်။အထူးသဖြင့်ဒီအဖတ်တာတော့ဒီမှာစကားအများကြီးပြောတတ်တဲ့အင်္ကာတွေအနေနဲ့စိတ်ချုပ်စရာစိတ်ပင်ပန်းစရာလေးတွေဂျုံတဲ့အခါမှာဖြစ်နိုင်ရင်စိတ်စိတ်နေပြီးတော့ပဲငကူကလည်းစိတ်စိတ်နေတတ်တယ်။သို့သော်စိတ်စိတ်နေပြီးတော့ပဲအမှန်တရားကိုစောင့်ဆိုင်းပြီးဖြည့်ရှင်းလိုက်ပါ။ဆုံးဖြတ်ချက်တွေလက်တလုံးဆုံးဖြတ်ချက်တွေမိမိအနေနဲ့ ဟိုစွန့်လာလို့ပေါ့ဟိုဝုံတိုင်းဒေါသနဲ့ပောက်ကွဲဆုံးဖြတ်ရမယ်လို့လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တတိထားဆင်ရင်ရတော့လိုအပ်သောအပ္ပတာဖြစ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေနဲ့ပတ်သက်ရင်ပြန်လဲတောင်းလို့ရတော့ကာလဖြစ်တယ်အထူးသဖြင့်အမွေကိစ္စတွေရရှိတတ်တယ်ထို့ပြင်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာမထင်မှဘဲနဲ့ငွေကိစ္စတွေရရှိတာမျိုးလုံငွေနဲ့ရင်းငွေနဲ့ရရှိတာမျိုးကြီးကြုံရတတ်တယ်လို့ စက်ပစ္စည်းရင်ထဲပတ်သက်ပြီးတော့အဲဝင်လာတာမျိုးလေးတွေအစ်စ်ရရှိတာမျိုးလေးကြုံရတတ်တယ်လို့ငကိုကတစ်ချိန်တစ်ခါကကိုကျေးဇူးပြုပဲဘူးတော့ပုံကိုယ်တွေသုံးမဟုတ်ရင်ငကိုကကိုကမထင်မှဖဲနဲ့ကူညီပဲဘူးတဲ့ပုံကိုယ်တွေနဲ့ပြန်လဲစုံစည်းပြီးတော့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာတတ်တော့အပတ္တအပိုင်းခြားကာလဖြစ်တဲ့အရှိလူငယ်တွေအနေနဲ့အရှိရေးမှဆိုလက်ရှိကာလမှာအဲ သမီးသားများအနေနဲ့တော့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်ဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်လက်ရှိမှာတိုင်ပင်ရန်စိတ်ဆက်ရန်အတွက်တော့အားနည်းစေသောကာလဖြစ်တယ်။အဆက်အသွယ်ပြတ်နေသူများဟိုကတော့ပြန်လဲဆက်သွယ်ရရှိတတ်တယ်။အရှိရေးနဲ့ပတ်သက်လာတဲ့အခါမိမိချစ်သောမြန်နိုးသောသူနဲ့ပြန်လဲဆုံစည်းရတာမျိုးသို့မဟုတ်ရင်အတိတ်ကရည်စားအောင်ချစ်သူဟောင်းသမီးသားအဟောင်းနေနဲ့မိမိအယံချစ်သောခရကကိုကိုမျက်လာပေးတာမျိုးတွေကြောင့်ကြီးစားတဲ့ချစ်သူတတ်တယ်ရရှိတတ်တာမျိုးတွေကြောင့်ဝတ်တတ်တယ်။တဦးနဲ့တို့တယောက်နဲ့တယောက် မီးကြီးသားများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြုရန်တိုင်ပင်ခါမှမိမိရဲ့ဟုတ်လားဟိုဆွနာလိုမိသားစုဝင်သူမဟုတ်သူ့ရဲ့မိသားစုဝင်နေတဲ့သဟဇာတာမတက်တာမျိုးတွေကြောင့်တမီးကြီးသားကြီးနဲ့ပတ်သက်လာတဲ့အခါလူကြီးမိဘတွေနဲ့တွေ့ပြရန်တော့တိုင်ပင်ရန်တော့မကောင်းဘူးကျန်တာကတော့အဆက်အသွယ်ပြန်နေရင်ပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဒီဂျုံကတက်တော့အပတ်တာ ဖြစ်တယ်အိမ်အောင်ကြီးအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့ခုတ်ရတခြားခြားရတခြားဖြစ်နေတတ်တယ်အဲ အထူးသဖြင့်အိနာမင်းနဲ့ပတ်သက်လာတဲ့အခါမှာဝေးကွာနေတော့၊ကွဲနေတော့သူများသို့မဟုတ်တဦးနဲ့တူတယောက်နဲ့တယောက်အเจ้าညာမျိုးစုံနဲ့ခွဲနေတဲ့မိတ်ဆွေများအဖို့ကတော့ကံကောင်းပါတယ်။ဘာမှစိုးရိမ်စရာမရှိဘူး။သို့တော့အတူရှိနေတဲ့မိတ်ဆွေများအဖို့ကတော့မထင်မှတ်ဘဲနဲ့ခွဲခွာရတာမျိုးလေးတွေမထင်မှတ်ဘဲနဲ့ ဟိုစွမ်းနာလို့ပေါ့ဟိုဟိုခရီးဝေးသွားတာမျိုးယာရုပြောင်းလို့နေရာထိုင်ခင်းပြောင်းလို့ဒါမျိုးလေးတွေကြောင်းတော့မိမိအိမ်နောက်ဘက်နဲ့ပတ်သက်ရင်အဲစွမ်းနာလို့ပေါ့ကြံမာရေးမကောင်းလို့အဆရှိတာမျိုးလေးနဲ့ပတ်သက်ပြီးတော့အိမ်နောက်ရေးနဲ့ပတ်သက်လာရင်ခိတခဏခွဲခွာရတာမျိုးလေးတွေကြုံရတတ်တယ်လို့ အဲဒီလိုမှမကြုံရဘူးဆိုရင်လည်းမိတ်ဆွေတို့အိမ်အောင်ရင်းနဲ့ပတ်သက်လာတဲ့အခါမိမိအိမ်အောင်ဘက်ရဲ့စိတ်တော့ကအနှင်းငယ်ပေးမှုလေးတွေကြောင့်ဖြစ်စီသာသမိကိစ္စလေးတွေနဲ့ပတ်သက်ပြီးမိမိအိမ်အောင်ဘက်နဲ့ညှိနှိုင်းမရတာမျိုးလေးတွေနားလည်းမပေးနိုင်တာမျိုးလေးတွေကြောင့်တော့အိမ်အောင်ဘက်အပေါ်မှာစိတ်အလိုမကျစိတ်ထင်ငေါ်မှုလေးတွေစိတ်တိုင်းမကျစီတော့အချက်လေးတွေတွေ့ရပါတယ် တိုးတော့ဘာမှတော့စိုးရိမ်စရာမလိုဘူးအဲမိတ်ဆွေတို့အနေနဲ့ဒါလေးကိုတော့စိုးရိမ်စရာမလိုဘူးဆိုပေမဲ့မိတ်ဆွေတို့အနေနဲ့မတိုင်မီလိုလက်တချို့ကိစ္စတွေကမရတဲ့အတွက်တော့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်အချိန်နေနဲ့အချိန်ခါနဲ့အခွင့်အလမ်းကောင်းကိုကြည့်ပြောဖို့တော့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပြရစီပညာရေးပညာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးမိတ်ဆွေတွေလျှက်ရှိမှာနည်းနည်းလေးတတိထားရန်လိုအပ်ပါတယ်မရှမ်းမှာနဲ့မလောပါနဲ့ ရရင်လောရင်အဲမိမိနေနဲ့ဟိုနံပါတ်၄တအတ္တမားတာမျိုးတွေမဖြစ်စေနဲ့ပညာရေးနဲ့ပတ်သက်လာရင်အခဲယူမှာမိတ်ဆွေနေနဲ့ပညာရေးနဲ့ပတ်သက်လာပြီးတဲ့အခါကံစတာအားကောင်းစီရန်တို့ကတိုးတက်ဇေယံတို့ဆိုလို့ရှိရင်တော့ခင်ဗျာနော်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ဟာလာမိမိစောင့်မှုဝဲမဖြစ်ခင်မှာမိမိအိမ်အတွင်းမိမိအဆောင်အတွင်းကအပေါက်ကိုပေါ့နော်တခြားလေးလက်ကြည့်ပြီးတော့နောက်ပြန် သုံးလန်းတိတိဆုတ်ပြီးတော့အရှံဘောက်ကိုနောက်ပြန်သုံးလန်းတိတိဆုတ်ပြီးတော့နော်အညံ့မှန်သမျှပျောက်စီအောင်ဟုတ်လားအညံ့မှန်သမျှပျောက်စီအောင်အောင်ပြီဆိုပဲကြွကြွနော်ဟိုဆူတောင်းပြီးတော့ကောင်းတဲ့သဘောလေးနဲ့အညံ့မှန်သမျှကင်းစီအညံ့မှန်သမျှပျောက်စီတို့မို့အညံ့နေဟာ กินပြီးတော့အောင်ပြီးဆိုတဲ့အထိပ္ပယ်လေးကိုစောင်းပြီးတော့မိတ်ဆွေတို့ရဲ့ပညာရေးကိစ္စလုပ်ငန်းကိစ္စယာတူထိုင်ငံနေရာထံကနာကိစ္စတွေကိုစောင်းပြတ်ဆုံးရွက်ရင်တော့အင်္ဂါသားမိတ်ဆွေများအဖို့တိတိတသာကံအညံ့ကနေအကောင်းကိုကူပြောင်းလာမှအသေးချာပဲဖြစ်တယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော့တွေ့မှာဆိုရင် ဒီဘက်သာတော့ဒီမှာဆိုရင် လုပ်ငန်းနိုင်ငံအလုံးနဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေအပေါင်းအသင်းအဟောင်းအနေနဲ့ပတ်သက်ပြီးတော့ပြန်လည်ဆောင်စည်းရတဲ့မိတ်ဆွေအသက်တွေနဲ့ပတ်သက်လာရင်တော့အရာရာကိုတတိထားဆင်ကျင်ရလိုအပ်တယ်။ဆွေမျိုးသားချင်းကိစ္စဆက်ပစ္စည်းကိစ္စစားတော့ကုန်ကိစ္စစတင်လှုပ်ဆောင်လို့တဲ့ကိစ္စတွေအစုဆယ်ရာလုပ်ငန်းတွေနဲ့ပတ်သက်လာရင်ခြေတို့ဆောင်ရလှုပ်ဆောင်မှာ အကျိုးပေးပါတယ်အလောင်းစားနဲ့ပတ်သက်လာရင်တော့ကြွေတလဲကြက်တခုဖြစ်ရတာမျိုးနော်ဟုတ်လားဟိုရေလိုင်းတစ်ဖွဲပဲ50 50ပဲအလောင်းစားနဲ့ပတ်သက်တာမျိုးအပျော်ပါနဲ့ပတ်သက်လာတဲ့အခါတယောက်နဲ့တယောက်တူနဲ့တူနော်နိုင်ပြင်းမြင့်တုံဖြစ်တတ်တယ်ဒီလိုရှင်နေမျိုးကိုကြုံလို့ရှိရင်အရန်ကြီးတတိထားဖို့လိုအပ်တာပေါ့ဆိုလိုတော့ကပုံကနေယုံကနေလှုပ်ရမယ့်အလုပ်တွေအလောင်းစားနဲ့ပတ်သက်ငွေကိုဖြက်လန်းနည်းနဲ့လိုက်တာမျိုးလေးတွေရအင်မတန်ကိုအားနည်းစီတော့အပတ်တာပိုင်းခြားကာလဖြစ်ပါတယ်မိမိရည်ရွယ်ထားသောမျှော်လင့်ထားသောရည်မှန်းချက်တွေပြည့်ဝလာမယ့်ကံမျိုးဖြစ်ပါတယ်ခင်ဗျဒါက ပြင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ပါဝင်ခြင်းမှာမိမိကိုတပုတ်လေးလွင်ပြောတာမျိုးလူမျိုးရေးကိစ္စအဖြတ်လေးတွေကြုံရတတ်တဲ့အတွက်လုပ်ငန်းရာထူးနဲ့ပတ်သက်ရင်တတိထားဆင်ခြင်ရတော့လူအကြောင်းထပ်လောင်းပြောလိုက်ပါရစေခင်ဗျာငွေကြေးနဲ့ပတ်သက်လာရင်မတင်မဖဲနဲ့မိမိရဲ့တော့ဟိုအိမ်တော်ဘက်ကနေဖြစ်စေမိမိရဲ့အမွေကိစ္စကနေဖြစ်စေငွေဝင်လာတတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်တော့ဒီကြတဲ့ဘလောက်ပဲအခက်အခဲရှိရှိပြန်လဲပြီးတော့အဆင်ပြေလာတာမျိုးတွေဖြစ်ရတတ်တယ်လို့လက်လွန်ထားသောငွေကြီးတွေပြန်လဲရရှိတတ်တယ် ။သမီးကြီးသားများအနေနဲ့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အိမ်ထောင်ပြည်ရန်စိတ်ဆက်တိုင်းမင်တာမျိုးလေးတွေညံ့နေ။လူငယ်များတော့မိမိတို့ချစ်တော်မြတ်လို့တော့ခရက်တရားပြန်လဲပြီးတော့အရှိရေးမှာမေတ္တာရေးမှာပြန်လဲပြီးတော့ကိုယ့်ဘောစိတ်လဲလာတတ်တယ်။အဲထို့အပြင်မိတ်ဆွေတို့နေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့အဲမိမိကစိတ်လျှော့လိုက်တာမှ မတွားတော့ဘူးလို့ထင်တဲ့အရာတွေမှာစိတ်ချောလိုက်တာမှမထင်မှဖဲနဲ့အသက်ပြန်ဝင်ပြီးတော့တွားရတာမျိုးတွေဖြစ်ရတတ်တယ်လို့အရင်ကြီးစိတ်ဆန္ဒပြင်းပြနေတဲ့အလုပ်တွေဆိုရင်လည်းတခုမဟုတ်တခုကြံ့ကြာတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်အရင်ကြီးမျော်လင့်မထားဖို့လေလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေသို့တော့စိတ်ချောလိုက်ခါမှရရှိလာတတ်တဲ့ကံလေးတွေလည်းတွေ့ရပါတယ်ဒီအပတ်တာတော့ဒီမှာဆိုရင်အင်္ဂါသမီးမိတ်ဆွေတွေနေနဲ့အကျိုးပေးသောအရာအနေနဲ့ဆိုရင်အနီရောက်ခဲရောက် ကြက်သွေးရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်။သတိထားဆင်ကြရမယ့်အကြောင်းကတော့အစိမ်းရောင်ဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့တစ်ကဏ္ဍ၊ရှစ်ကဏ္ဍ၊သုံးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့သတိထားဆင်ကြရမယ့်ကဏ္ဍကတော့0ကဏ္ဍ၊10ပြည့်ရာပြည့်ထောင်ပြည့်ကဏ္ဍတွေကိုသတိထားဆင်ကြပေးပါ။အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ ဒီရက်ကတွင်မှာ28ရက်နဲ့28ရက်နှစ်ရက်ကိုတော့တတိထားဆင်ញင်ဆောင်ရွက်ရန်လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့ကံကိုညံ့တတ်တယ်ကောင်းပြီအဆက်ဆက်ရရအစဉ်ပြေစီရန်လိုရာမှုပြုမှုဆောင်ရွက်တိုင်းမှာမြက်စွာဖရားမှာအောင်တပီကိုးခတ်လူပြီးလိုရာကိုစူတောင်းရင်အောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့အင်္ဂါသာသမီးမိတ်ဆွေတွေအားလုံးမတ်လနောက်ဆုံးပတ်တွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်ကြပါစေဆရာငယ်ပါကျမိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ